ကျန်းဟင်းပါတီအားကောင်းတဲ့ကင်းပြည်နယ်ဖအံမြို့နယ်မြန်ကလေးကြီးရတဲ့လာကကြီးရအုပ်စုမဲဆန္ဒနယ်မြေအတွင်းစစ်တပ်ပိုင်းအမီစီဘီလက်မြေဆက်ရုံတန်ကိုးရနယ်တန်လေးတော်အပါအဝင်စစ်ကောင်မရှင်တရင်တုံရင်ကတဆိုင်ရမဲယုံနေမှာမဲပေးရမှာဖြစ်ပါတယ်ကျန်းဟင်းပါတီအပြတ်တန်နိုင်ရရှိဖို့စစ်တပ်ပိုင်းအမီစီဘီလက်မြေဆက်ရုံတန်ကိုးရနယ်တန်လေးတော်မှာလောက်ကင်နေတဲ့အလုကမားတွေ ကြွကြော်နေထိုင်သူတွေစစ်ဆောင်ပြည်သူတွေကိုကြံ့ခိုင်ပါတီကိုမဲထဲဖို့အုပ်ချုပ်ရေးမှူးတွေရဲ့ဗီယာပေးချင်းချောက်ခံနေရပါတယ်။အာဟုတ်ကဲ့။ဒီကလေးမှဆိုရင်ကတော့တို့ရဲ့ဥစားပြည်သူတွေကိုအုပ်ချုပ်ရေးမှူးနဲ့လောလောဆယ်ပြည်သူတွေတို့ရဲ့ကြံ့ခိုင်ရေးကိုပဲမေးပြရမယ်ပေါ့နော်။ကြံ့ခိုင်ရေးမေးမပြီးလို့မရှင်ပြည်သူတွေကိုဖိအားပေးတယ်ပေါ့နော်။လိုက်ပြီးတော့ပြည်သူကလည်း ူတို့ချင်းချောက်တယ်ဆိုတော့လည်းမင်းမပြင်းလည်းမရဘူးဆိုတော့ဆေးဥရင်ရပါဘောနော်အချွေမှုနဲ့နောက်လိုက်တဲ့ဒီလိုမျိုးသူတို့တန်ခံရေးပဲမင်းပြင်းမပြင်းလို့မပြင်းလို့မရဘူးအဲ့လိုမျိုးပေါ့နော်နေထိုင်တဲ့လူတွေတောင်မှကျူးကျော်တယ်ပါလေဆိုလို့ရှိရင်နေခွင့်မပေးဘူးမောင်းထုံမယ်ပါညာနဲ့အဲ့လိုမျိုးချင်းချောက်တော့ပေါ့နော်သူတို့ရဲ့တန်ခံရေးပဲမင်းပြင်းရမယ်ပေါ့ရှင်းကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာရေကော်ဝဲပိုင်းတွေကိုကျင်းပသွားမှာဖြစ်ပြီးကင်းမီနေမှာတော့ ဟဟန်မြောက်ရီနဲ့တန်တော်ကြီးမျိုးနဲ့သုံးခုမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ဒါအပြင်အော်တိုကလ28ရက်နေ့ကစပြီးဒီဇင်ဘာလ26ရက်နေ့ထိရပောင်း60မက်ဆက်စီဝေးကာလသတ်မှတ်ထားပါတယ်။ဒီကြံရင်းရောက်တော့ကတော့ဒီအုပ်ချုပ်ရေးမှာလုပ်နေတဲ့သူတို့တွေအဲအုပ်ချုပ်ရေးမှာလုပ်နေတဲ့ရာယကူပါမှုညာမှုဒါရီရောအကုန်လုံးကတော့ချက်ခံရုံခရီးပေးမှာတော့ဒါတော့ဆရာမပြောလေတိကိုတိရတယ် အာပြည်သူကိုပြရပြီးဆိုတော့ဒါကတော့ကျွန်တော်ကျွန်တော်ပြောမယ်ဆိုရင်ချက်ကနေဆိုတာမျိုးကလည်းနဘိုလေးကပြည်သူပေါ်တသက်လုံးအောင်တောင်းခဲ့တာမဟုတ်ဘူးလေသူကတော့ပြည်သူကတော့ချင်းချောင်းမှာပဲဒါသူတို့ရဲ့လိုရိုးလုပ်စင်မယ်ဆက်အပြည်သူချင်းချောင်းမယ်ပြည်သူညံညွှန်းဆွဲမယ်ပြည်သူတဇူးတဆောင်လေးနေရပြပြခေါ်မယ်ဒါဒါကလေးဒါကြီးကသူတို့ရဲ့ဟိုမစစ်မှန်တဲ့မစစ်မှန်တဲ့ပြည်သူပေါ်မှာနဘိုလေးကမယူသားတဲ့စိတ်ဓာတ်တွေပေါ့လာမယ့်ရွေးကောက်ပွဲပိုင်းနှစ်ကို 2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မြို့နယ်တရားမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးကင်းပြည်နယ်မှာတော့ဖာပုံမြို့နယ်နဲ့လိုင်ဝဲမြို့နယ်တို့ခုမှာကျင်းပသွားမယ်လို့ထုတ်ပြန်ထားပါတယ်။မဲထဲကိုဖိအားပေးချင်းချောက်တာတွေကိုပါတီတွေကဥဆောင်ပြီးတိုင်ကြားတာတွေလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ကင်းပြည်နယ်အတွင်းဝင်ရောက်ရွေးခံမဲ့ကိုစလေလောင်းတယောက်ကပြောပါတယ်။ဟုတ်တယ်သူကလည်းတော့ဒီကအကွန်မြူနတီမှာပြောနေတာတော့ကြားပါတော့နော် တော့တိုင်ဝဲတိုင်သူတို့ကသူများတိုင်တိုင်ပါသူများကြီးကတော့သူအလုံးကြီးကပြီးတော့တယ်လေဒီခပတ်ကြီးကတော့တိုင်တိုင်တော့ကျမမဖြစ်ဘောတော့တိုင်ကတော့လူအပ်တယ်ကြာဒါပေမဲ့ကျမနိနာကြီးရတမောက်ကသူတို့ကလည်းအမိမရှိပဲနေတော့ဒီရန်ရာမှုတွားပြီးတော့တိုင်ကြတော့မလာပါတော့ဥပမာသူပါတီတူကလည်းဟာလာဒီတိုင်မှာငါတို့ကြည့်လဲသတ်သဖြင့်မပြောပဲနေတော့ community ကတိုင်ရေးတော့မလာပါတော့အဲ့လိုလောက်တိုင်တိုင်ကသတ်သတိရှိတဲ့လူကြီးကတော့ရှားမယ်လို့ဖြေတာပါတော့ကြာ စစ်တပ်ကပြုလုပ်တဲ့ရေကောက်ပွဲကိုပြည်မီနယ်အတွင်းကမဆန္ဒနဲ့ခုနှစ်ခုမှာပြည်တော်ဦးကျန်းဟိုင်းရဲ့ဖွံ့ဖြိုးရေးပါတီ Progressive Democratic Party ၊ကင်းမျိုးသားဒီမိုကရက်တစ်ပါတီ၊ရှမ်းနှင့်တိုင်းသားများဒီမိုကရက်တစ်ပါတီ၊ပို့မျိုးသားညီညွတ်ရေးပါတီ၊တိုင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီတွေဝင်ရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်။ပြည်သူ့လွတ်တော်မှာကိုယ်စားလှယ်လောင်း31ယောက်၊အမျိုးသားလွတ်တော်မှာကိုယ်စားလှယ်လောင်း29ယောက်၊ပြည်နယ်လွတ်တော်မှာတည်တည်ပုဂ္ဂလအပါအဝင် ကိုစလေလောင်း36ရောင်ဝင်းအောင်ရွေးခန့်မယ်လို့သိရပါတယ်ကျွန်တော်အောင်ခန့်ပါ